တရားဦးအနေနဲ့ပနာမမြတ်စွာဘုရားရှိခိုးတဲ့ဂါထာလေးဘုံဘုံရွတ်ပြီးတော့ဘုရားရှိခိုးပါမယ်မြတ်စွာဘုရားအာယုံပြုပြီးတော့မြတ်စွာဘုရားတခင်မိမိတို့ရဲ့ထိတ်ပေါ်ကြွားရောက်တရင်တုံနေတယ်လို့အာယုံယူပြီးတော့နာတာပေါ့နော်ဒီဝါတပတိအာဒိသောရတိမာပါတိသန္တိမာ တဏ္ဍတောခတ္တယောတပတိဇာယိတပတိဗရဟမနော အထသဗ္ဗမောရတိဘုဒ္ဓောတပတိဒေသတာဣတိနာသစ္စာဝစီနာသူတိတေဟောတုသဗ္ဗရာအာဒိဇောဖာနံယောင်ရှင်နေသူရိန်တိ ဒီဝဧဝနေခာ၌တာလျံတပတိကောင်းငင်လေလွန်တင်တဲ့ဤစန္ဒီမဟောင်းမျိုးပဲခွာလသန္တာတိရတ္တိဧဝညခာ၌တာလျံအာဘာတိကျေမြအလေလွန်တင်တဲ့ဤခန္တီယောမင်းမင်းရာဇာဧကရာတိ သန္တာတော်ဤဝါမင်းမြောက်တစားဆင်ရင်ธรรมတာလျံတပတိဘိုးဘုံအလဲလွန်တင်နေဤဗြဟ္မနောမကောင်းမှုကိုအပါပြုပြီးသည်ယာနာပုဂ္ဂိုလ်သည်ဇာယီဤဝါဇံဖို့နှပြင်ဝင်စားနေမာတာလျံတပတိလောကအလဲလွန်တင်နေဤအထထူသို့မဟုတ် ဘုဒ္ဓသစ္စာလေးပါးမြတ်တရားကို ပိုင်ခြားထင်နေသိမြင်တော်မူတာသိစေတော်မူတာဖရာမြတ်သည်တပံဝရတေဝနေယောညာဘာလုံးစုံသောအခါကာလဘာလုံးသာလျင်ဒိသတာအနန္တတကုချင်းသောအာနုဘောရောကြောင့်တပတိ ယတိဖုံတွင်မျိုးစုံ၍လွမ်းချုံဝေဝေဩတနေတပ်ပေရောမူပါပေ၏ဣတိနာသစ္စာဝစေနာဤသို့ထုတ်ပြန်ဟုံမှန်သောနာယုပါဠိတော်လာအောင်ဂါထာကိုရွတ်စွာခြင်းကြောင့်ဟောတုမာကံတင်တရားနာပရိသပေါင်းသူတော်ကောင်းတို့အား ဇေယမင်္ဂလံအောင်ယံတေအောင်နဲ့မိန်နှင်းအောင်ဘိဒိတွန်အောင်ဤကျင်းဤအောင်ခြင်းစင်ငါမင်္ဂလာသည်ဟောတုမௌချာမသွေဖြစ်ကြည်ဖြစ်ပေါ်ပါစေတည်း ဒီကံထာလေးဘုံဘုံတို့တန်ရုပ်မာရီတော်လာတွေ့ရထံကရာဆရာလည်းအဲ့ဒါအောင်ဂါထာလို့ဆိုပါတာဒီကံလာလေးဒီဟိုကျွန်းဘယင်ကြီးတစ်ပါးကအမတ်ကြီးကိုပြောတယ်မင်းတရားတူတူလေးနဲ့ဆုံးနဲ့ဂါထာလေးဟောစမ်းกว่าဆိုတော့ဒီဂါထာအရိအမတ်ကြီးကဟောပါ ခေါ်လိုက်တဲ့အတွက်ရွှေရင်းငါးပြားတထောင်ဆုချတယ်နော်အေးအဖိုးတန်တဲ့ကာထာဒီကာထာအေးအေးဂုဒီကာထာလေးမြတ်စွာဘုရားတခင်ရေးဖတ်လိုက်တဲ့ဟောကြားတဲ့တရားတော်လေးမိမိတို့နားရဲရနေပြီးတော့မိမိတို့ခန္ဓာကိုယ်ပေါ်တီးသွားပြီတရားရရနာတီးပြီလို့ဝန်တာရမယ်နော်ဟုတ်ပါဘူးဘုံဘုံဒီနေ့ ခေါ်မဲ့တရားကတော့ပဋ္ဌံတရားပဋ္ဌံတရားကိုခொနည်းဟောပါမယ်ပဋ္ဌံပစ္စယနေဒီတာဟုတ်နော်ဘာတရားရဲ့ပဋ္ဌံတရားပါဘုရားအေးဘယ်နှစ်ရက်ဟောမှာလဲခொနည်းခொနည်းလုံးလာပြီးတော့မပြက်အောင်နားထောင်ကြနော်ခொနည်းပြည့်ပြီဆိုရင်တော့တို့ နာမရူပပရိစ္ဆေရညာပစ္စယပရိက္ခညာနေရပြီးတော့အ ਨੇ စုံသုလသောတာပန်ဖြစ်ပါမယ်နော်သုလသောတာပန်ဖြစ်တော့ဘာထူးတို့ဘာကျူးရှိသလဲဖျားဆိုရင် အပေတကားပိတ်ပါပြီတဲ့နော်အေးမရေဒိဋ္ဌံပြိတ္တာ သူရကေအပေပုံမကြတော့ဘူးတဲ့အဲ့လို့ဆိုရင်သဘောကျရဲ့မဟုတ်လား ေးအဲ့လိုဘုံဘုံကလည်းပဲကြိုးစားဟောနားတဲ့ပုဂ္ဂိုလ်တွေကလည်းတမာတိရရလေးနဲ့နားပါနော်ဘာဖြစ်လို့ဒီပဋ္ဌာန်းတရားကြိုးစားတယ်လဲဆိုတော့ခုနရှေးဆရာတော်ကြီးများပြောတယ်လို့ဒုလက်ထဲမှာပဋ္ဌာန်းတရားသာသနာမကွဲစီရဘူးမကွဲအောင်သူစောင့်ရှောက်မယ်ပူချမယ်လို့ဒီလိုရည်ရွယ်ချက်လည်းရှိပါတယ်နော် ေးဒါသာသနာပြုစိတ်တเนาะသာသနာပြုစိတ်တာပြီးတော့ကြတော့လူတွေဘယ်လောက်ပဲကံညံ့နေနေဘုန်းကြီးတွေဘယ်လောက်ပဲကံညံ့နေနေပဋ္ဌာန်းာရွတ်ဖတ်ပြီးပဋ္ဌာန်းချဖို့ပြီးပဋ္ဌာန်းဟောပြီးအဲအဲ့ဒီပုဂ္ဂိုလ်ကံကောင်းလာပြီเนาะကံကောင်းရင်မလုပ်ရမှာတော့အေးပဋ္ဌာန်းတရားနာပြရတယ်ပဋ္ဌာန်းတရားနာ အရင်ဆုံးဒီနားနဲ့ပြီးတော့လေ့ကျင့်ရတယ်အရင်ဆုံးပထမအဆင့်ကဘာတော့နားနဲ့လေ့ကျင့်ရတယ်ဒုတိယအဆင့်ကကိုယ်ပါးစပ်နဲ့ရွတ်ရတယ်ဒုတိယအဆင့်ကဘာတော့ပါးစပ်နဲ့လေ့ကျင့်ရတယ်တဲ့တတိယအဆင့်ကစိတ်နဲ့မှတ်သားရတယ်နော်တတိယတတိယအဆင့်ကဘာတော့စိတ်နဲ့မှတ်သားရတယ်အေးစတုဌအဆင့်ကြတော့ပညာနဲ့ အနိစ္စဒုက္ခအနတ္တဖြစ်ပြရှိရနော်အဲ့ဒီ၄စင်လုံးပါအောင်ဘုံဘုံကပစ္စည်းတန်းပစ္စည်းတန်းဒီ၄စင်ပါအောင်ဟောပါနော်အေးပစ္စည်းတန်းပစ္စည်းတန်းအဲ့ဒီ၄စင်ပါအောင်ဟောမယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးတောင်းမှာဒီစတုထသတ္တဟယရဏဂရသတ္တဟတဲ့အိန္ဒိယရောက်ဖူးတဲ့ပုံကိုယ်ကြီး ဟောဘောရိပင်ရဲ့အနောက်မြောက်နားလေးမြေယရဏကရတတ္တဟာဆိုတာဟောသီရိဓမ္မာတောကမင်းကြီးကစီရီလေးတည်ထားအဲ့ဒီနေရာမှာမြတ်စွာဘုရားတက်ခင်ခொနည်းရဲ့အဘိဓမ္မာပဋ္ဌာန်းကြီးသုံးနာဆင်းခြင်းအဘိဓမ္မာတရားသုံးနာဆင်းခြင်းပဋ္ဌာန်းရောက်တဲ့အခါရောင်ကြီးတော်ဒီအကြီးကျယ်ထွက်တာတဲ့နော် ဒီလိုနင်းနင်းနောနောလေးမဟုတ်ဘူးမီးစလိုက်ကြီးတွေနဲ့အေအာမမီးစလိုက်ကြီးတွေနဲ့ထိုးလိုက်သလိုနီတော့နီလာပြာတော့ရောင်ကြီးတော့ပီတာဝါတော့ရောင်ကြီးတော့လောဟိတာနီတော့ရောင်ကြီးတော့နီလာပီတာလောဟိတာဩဒါတာဖြူတော့ရောင်ကြီးတော့မင်းစိတ်ထားပန်းရောင်ရောင်ကြီးတော့ပပဒရအမျိုးစုံထွက်တဲ့ရောင်ကြီးတော့ ရောင်ကြီးတော်6ပါတဲ့အကြီးအကျယ်ထွက်တာเนาะအဲ့ဒီရောင်ကြီးတော်6ပါအကြီးအကျယ်ထွက်အဲ့ဒီရောင်ကြီးတော်တွေကအနန္တစัจ java လားအခုအထိပြေတော့နေညလားအေးနောက်ရောင်ကြီးတော်တွေပြေတော့အဲ့ဒီရောင်ကြီးတော်တွေကပြေပြီးတော့တပတ်ပြန်ကမ္ဘာသဘောတရားအရာသိပ္ပံဒီအရာကမ္ဘာတွေရဲ့လေနှုံးစัจ java လားတွေရဲ့လေနှုံးကြတော့ပြေတော့ရောင်ကြီးတော်တွေက အဖြောင်ပြေးတာပဲဒါမှမဟုတ်နောက်ကျတော့ကိုယ်သွားပြီးတော့ဝိုင်းသွားတယ်ဝိုင်းသွားတော့အဲ့ဒီအဝိုင်းကြီးဆိုလို့ရှိရင်ဒီနေရာ ပြန်ရောက်လာတာပေါ့နော်သာသနာ9000ကုန်တဲ့အခါကျတော့အဲ့ဒီရောင်ကြီးတော်တွေပြေးသွားတဲ့ရောင်ကြီးတော်တွေဒီပြန်ရောက်လာဗောဓိပင်နဲ့ချွေးပလင်ကုဏ္ဏနုံကဗောဓိပင်ရဲ့အနောက်မြောက်တော့ယရဏကရတတဟနေရာပြန်ရောက်လာအဲ့ဒါလို့ပြန်ရောက်လာတာကိုရောင်တော်ပြန်ပွဲလို့ခေါ်တယ် နော်ရောင်တော်ပြန်ပွဲရောင်ကြီးတော်ဒီတပတ်ပြန်လှည့်လာတဲ့ပွဲအဲ့ဒီရောင်ကြီးတော်ဒီကနေပြီးတော့ဖရားလိုဖန်ဆင်းပြီးတော့တရားဟောအောင်ပါနော်အေးအဲ့လိုပွဲကြီးရှိဆရာတော်ပြောလို့ရင်ကတော့ဖရားရှင်တောင်းမပဋ္ဌာန်းကိုသုံးသပ်ဆင်ញင်တဲ့အခါမှာရောင်ကြီးတော်ဒီအကြီးအကျယ်ထွက်တယ်သဘောပေါက်တယ်နော် အခုတာမန်လူသားတွေဟောဘုန်းကြီးတွေဟောယဟန်တွေဟောသီလရင်တွေဟောတကယ်လို့ပဋ္ဌာန်းတရားသာရွတ်ဖတ်မယ်ပူချမယ်ဟောမယ်ဆိုရင်ဘုန်းကူကြည်လာတယ်တဲ့သဘောပေါက်လားဘယ်နဲ့ကြောင်လုံးဆိုတော့တကူကြီးတဲ့ပဋ္ဌာန်းတရားကဒီခန္ဓာကိုယ်ပေါ်ကိမ့်သွားလို့เนาะခန္ဓာကိုယ်ပေါ်ကိမ့်သွားလိုက်လို့ရှိရင်အဲ့ဒီတရားယရနာတွေရဲ့တရားဖြစ်လာတဲ့အတွေ့ ဒီပုဂ္ဂိုလ်လည်းပဲတကိုးကြည့်လာတယ်အဲ့တော့ကုတ္တရာနာပရိသပေါင်းသူတော်ကောင်းတွေသူကံညံ့နေလို့ထင်ပဋ္ဌာနာရွလိုက်နော်ပဋ္ဌာန်းရွလိုက်အေးအဲ့ဒါအနန္တနေယတမန္တမဟာပဋ္ဌာန်းကြီးလို့ဆိုပါတယ်နော်ပဋ္ဌာန်းကြီးရွပေးစံချိန်ကောင်းယူနီမှတ်ထားကြနော် တင့်နာမအနေနဲ့ပဋ္ဌာန်းရွတ်တော့မယ်ဆိုရင်မျက်နှာတက်လိုက်ရတယ်မျက်နှာတက်လက်တီဆေးခြေထောက်တီလည်းဆေးသင်္ကန်းကိုလည်းပဲခွေးတော်ပါတော့နန်းနေဆိုမဝင့်နဲ့လဲလိုက်အောင်ပဋ္ဌာန်းရွတ်ပါများပြီဆိုရင်နတ်တီပြမာတွေကလာတယ်အဲဒါကြောင့်တန့်ရှင်းမသိသဘောပေါက်လားပဋ္ဌာန်းရွတ်တော်မယ်ဆိုရင်တင့်နာမဘာလို့အောင်တော့ အေးနှံ့နှံ့ရှင်းရှင်းလေးလုံလိုက်နိနာမအနေနဲ့အချိန်မှန်ရွေ့ရတယ်တဲ့နိနာမကဘာလဲတော့အချိန်မှန်အချိန်မမှန်တော့ဘာလို့ရုံပြတနေ့တစ်ခေါက်ဆိုတော်ပေါ့ဥမာပြင်ရှင်းနာကြီးပထမ်းယူတယ်ဆိုရင်သူကမှတ်ထားတာเออชินนายโทบีบะมอซารอปะทันยွေเลยมั้ยปะทันตั้วนาจาซุเฮ้ဆိုပြီးတော့ခေါ်လာကြတာတဲ့နတ်တီပြမာတီခေါ်လာ ဒီကြတော့ပဋ္ဌာန်းမယုတ်ဟိုလုတ်ဒီလုတ်ရှောက်လုတ်စိတ်တူသွားကြပါကြားလားအဲ့တော့အချိန်မှန်မှန်ရွတ်ပါတဲ့သောပေါပြီနော်တဏ္ဍမကနိဏ္ဍမကအချိန်မှန်မှန်ရွတ်ပါသုံးဏ္ဍမကြတော့ပီပီနာလာကျဲကျဲလေးရွတ်တဲ့သုံးဏ္ဍမကဘာတော့ပီပီနာလာကျဲကျဲ သူတို့လေးကြွေလေသူတို့မကြဘူးလားဆိုဟိတူပစ္စည်းရောအရမ်းလားဆိုဒီလိုဒီလိုလေးလုပ်ပြီးစီမမှန်းတယ်လို့ဆိုမဖြစ်ဘူးကဲကြုံရပြမယ်ဗျာဟိတူပစ္စည်းရောအရမနာပစ္စည်းရောဒီဝရီပစ္စည်းရောအနန္တရပစ္စည်းရောအဲ့လိုပါနော်အေးသုံးနမကပါတယ်တော့ဘီဘီနာလာကျဲကျဲလေးရွေးတဲ့ လေးနံမှရှိသေးလားဗျာလေးနံမှကြတော့ဒီပဋ္ဌာန်းရွတ်လို့ပြီးပြီဆိုရင်ဒီနေ့ပြုတဲ့ဒါနသီလဘာဝနာကုသိုလ်အဖို့ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်အဖို့ကိုပဋ္ဌာန်းတရားလာနာတဲ့လာနာတဲ့နတ်ဒီဗမာရီသာသနာတော်ဇောင်းနတ်ဒီ30ပုံရှိတဲ့ပုံကိုယ်တွေအကုန်လုံးအမျှဝေလိုက်စံချိန်ကြိုက်မကြိုက်ကရှိသေး စံချိန်ကိုက်မကိုက်ကဘယ်လိုတော့ဆိုတော့ပဋ္ဌာန်းရွတ်နေပြီဆိုရင်ရွတ်တဲ့အကြောင်းတကြောင်းမှုပြီဆိုရင်အဲ့ဒါစံချိန်ကိုက်ပြီဘယ်တခါစံချိန်ကိုက်တော့ဘာပြီလို့တော့ညားလို့ဆိုတော့နတ်တိပြမာရီလာပြီဖြားတယ်သူကနော်နတ်တိပြမာရီလာပြီဆိုရင်ကိစ္စကပြီးတော့မှာတခါတော့တခါကြီးတယောက်ကဆွန်းစားလာပြန်အောက်ထပ်ကနေပြီးတော့သူကလည်းပဲ တဲ့ချလာဘုံဘုံကလည်းအဲ့ဒီနေ့ကျတော့ခေါင်းရိပ်ညာနေကြီးခေါင်းရိပ်ရေချိုးသင်္ကန်းနေလဲပထန်းကိုဩပြန်နေတာဩပြန်တော့ဟောလို့မျက်နှာချက်ကနေပြီးတော့နှင်းပေါက်ကလေးတွေလိုကြတယ်လိုကြလည်းဒီလိုလေးလှုပ်ပြီးတော့အကြည့်လိုက်ရင်မှုကြိုင်လို့ဟာဒီနေ့တော့တကယ်မှုရတာနဲ့တူတယ်အဲအဲ့လိုအောင်းဝေးနေတယ်ဒကာကြီးကလည်းတက်လာပြီးတော့ဆရာတော်ဖရာဆရာတော်ဖရာနဲ့ဩတယ်သူက တခါကြီးလာလာလာကိစ္စပြောအဲနေပြင်ကဆွမ်းသားပါဖျားဘယ်သူအိယနေနာကြီးဘယ်နှမကြွပေါ့ကဲကဲကဲလာခဲ့မယ်နေပြင်ကလာခဲ့မယ်ခင်ဗျတခါကြီးပြန်တော့ရုပ်ပထမ်းရွက်လိုက်အောင်မယ်ဆိုတော့ဆရာတော်အကြောင်းကတကြောင်းလုံးမှု့ကြံ့ရတာပဲဖျားတဲ့တကြောင်းလုံးရင်မွေးတွေဖြန့်တာလားမပြန်းမအောင်တခါကြီးဟာမပြန်းရင်ကြည်အောင်ဖျားတယ်ရင်မွေးပဲလဲပြီနဲ့တူတယ် ြုတ်ကြောင်ရေမွေးပလင်းကိုမရှိပါအောင်တကားကြီးဟာဆိုမွေးလိုက်တာဖေဟာတဲ့ဘုံဘုံကမပြောတော့ဘူးသူကဒါပြောနေလေရရှိနေမှာဆိုလို့အဲတိပြီဒါတော့တကယ်ပဲငါတယောက်ထဲမွေးတာမဟုတ်ဘူးသူလည်းပဲမွေးတာဆိုတော့တကယ်မွေးတာပဲနတ်ဒီပြမာကြီးလာပြီလို့ဘုံကသဘောပေါက်လိုက်တယ်နော်အဲ့တော့အခုစံကြိမ်ကိုက်အောင်ရွပုံရွနီဘုံဘုံ ခုနပြောပြီးပြီပြန်ပြောလိုက်ရုံပဲစံချိန်ကြိုက်အောင်အင်္ဂါ၄ချက်နဲ့ညီအောင်တင့်နံပါတန်ရှင်းရမယ်နှစ်နံပါအချိန်မှန်မှန်ရွေးရမယ်သုံးနံပါပီပီတတာတန်ကျဲကျဲလေးရွေးရလေးနံပါအေးအမျှဝေရနော်အေးအဲ့ဒါစံချိန်ကိုင်းအောင်ယွနီး ဇန်ငင်ကြိုက်ပြီဆိုရင်တော့အကျိုးပေးပြီဟုတ်လားဘုံဝင်ကအဲ့လိုငွေကြိုင်နေတော့နတ်တီပြမာတွေပြောလိုက်တယ်အတင်နတ်တို့ပြမာတို့ခမရတို့လာတာကြုံနှာခေါင်းကတိတယ်ဗျာငွေကြိုင်တို့နောက်ပိုင်းဘာတွေပါတိလာတော့ဆိုတော့တစီရီတရေတွေပါတိတယ်ဘုံဘုံ မင်းကုန်းဘက်ဆရာတော်ကြီးစီသွားပြီးတော့တိပိဒကဒရဝမဲပုဂ္ဂိုလ်တွေအတွက်စာသွားချပေးနေညပဋ္ဌာန်းပြန်နေတိုင်းပြန်တာဘုံဘောတခန္တလီကြမှုကြင်လို့တခန္တလီကြပုတ်အဲလို့ဒီကြောင်းလုံးကနန်းစောနေတာခွေးတွေတကောင်းမကြံဥလို့ပြခွေးတွေကလည်းဥဟာဘာမှန်းဖြစ်တာရောဟိဘာမှန်းဖြစ်တော့ဒီလိုနဲ့နေရင်မတား ကဲဒီကောင်းမလေးတစီရီများ လာသလားဟဲ့တင်တစီရုတရေရုပြိတ္တာရုမှင်သာရုတရေတပည့်တို့ငါရဲ့ဌာနကုသိုလ်တိနာကုသိုလ်ဘာဝနာကုသိုလ်ပဋ္ဌာန်းရွတ်တဲ့ကုသိုလ်ဖို့ကိုတင်းတို့အမျှပေးပြပါကြီးအမျှရရကြမ်းမာကြပါသည်ချမ်းသာကြပါသည်လို့ပြောလိုက်ရင်ခွေးတွေအကုန်အူရငြိမ်းသွားတာပဲတော့ပေါ့လား အဲ့ဒါစီရီတရေတွေလာလည်းမကြောက်အောင်သူတို့ကအမျှလိုချင်လို့လာတာအေးအဲ့ဒါစီရီတရေတွေကလည်းဖုံဖုံဆိုချစ်နေတာဟုတ်လားဖုံဖုံဆိုသူတို့ကချစ်တယ်အနတ်တရားလည်းချစ်တယ်ဟုတ်လားဖုံဖုံကဂုဏနောပဋ္ဌာန်းရွတ်ပုံရွနီပြောခဲ့ပြီပဋ္ဌာန်းရွတ်ပုံရွနီပဋ္ဌာန်းကအခု ပစ္စယုတ်ဒေတာပစ္စယနေဒေနာပစ္စယုတ်ဒေနာပစ္စယဥဒေတာပစ္စည်းအကျဉ်ပစ္စယနေဒေတာပစ္စည်းအကျဲဥဒေတာကိုဖုံဖုံရစ်ပြပါမယ်နော်အဲအဲ့ဒီမရတဲ့ပုဂ္ဂိုလ်ကစာရွက်ကလေးသို့မဟုတ်စာအုပ်လေးကြည်ထားပါနော်ပစ္စယုတ်ဒေတာမယ် ဟေတုပစ္စယောအာရမဏပစ္စယောဒီဝတိပစ္စယောအနန္တရပစ္စယောသမဏန္တရပစ္စယောသာသာတာပစ္စယောအညာမညာပစ္စယောနေတယပစ္စယောဥပနိတယပစ္စယောပုရိသာတာပစ္စယောပစ္စာသာတာပစ္စယောအာတိဝနာပစ္စယော ကမ္မပစ္စယောဝိပါကပစ္စယောအာရပစ္စယောဣန္ဒရိယပစ္စယောဌာနပစ္စယောမေဃပစ္စယောသံယုတ်တာပစ္စယောဝိပယုတ်တာပစ္စယောဟာတိပစ္စယောနတ္တိပစ္စယောဝိကနာပစ္စယောအဝိကနာပစ္စယောတိ ဒါသစ္စယုတ်ဒေတာနော်အဲ့ဒါလေးကိုအလုံးနှစ်ပစ္စည်းစီပဲဆိုကြည့်တာမအောင်ခဲ့ဟေတုသစ္စယောအာရမဏသစ္စယောအဓိပတိသစ္စယော အနန္တရာသစ္စယောသမဏန္နရာသစ္စယောသဟာဇာတာသစ္စယောအညာမြညာသစ္စယောနေတယာသစ္စယော Ubane dea bizeo, Uri zada bizeo, Biza zada bizeo, Adiwana bizeo, Kama bizeo, Vibaga bizeo, Ahara bizeo, Inaria bizeo, Sana bizeo, Mega bizeo, သံတယုတ်တာပစ္စယောဝိညုတ်တာပစ္စယောအာတိပစ္စယောနာတိပစ္စယောဝိကတာပစ္စယောအာဝိကတာပစ္စယောတိဒီအင်္ဂုတ္တသောတာနုကတာသုတ်တံမဲ၄ဆင့်ဟောပါတယ်တိဏမနားထောင်တဲ့အဆင့်နားရဲ့ နားကနေပြီးထောင်ရတယ်။ကုဏပထမဖုံဖုံရွတ်ပြလိုက်တော့အခုတရားနာပရိသတ်တွေနားရမယ်ဒီဆက်ရောက်လာတယ်မဟုတ်လား။အေးနားကနေပြီးတော့ဒီခန္ဓာကိုယ်ရဲ့တရားယရနာတွေတီးသွားတာ။နောက်တခါပဇန်နဲ့ကိုယ်ပဇန်နဲ့ကိုယ်ရွတ်လိုက်တော့ဒီနှုတ်ကနေပြီးတော့ဒီခန္ဓာကိုယ်ရဲ့ကိုယ်တရားယရနာတွေတီးသွားတာ။ခုနှစ်ဆင်းရောက်သွားပြီနော်။ပထမအဆင်းကနားအဆင်း ဒုတိယအဆင့်ကပဇာအဆင့်တတိယအဆင့်ကြတော့သူကပစ္စည်းပစ္စည်းဥပ္ပံအကြောင်းအကျိုးခွဲရနော်ယုံနာအဲ့ဒါလေးကိုဘုံဘုံကနောက်တစ်ဆင့်ကြည့်လိုက်ပါဦးနောက်တစ်ဆင့်ပါဠိတော်ကြည်ထားနော်ဟေတုပစ္စယောတိဟေတုဟေတုနမယုတ်တကနံဓမ္မနံ တံသမုဋ္ဌာနာနိဉ္ဇာရူပာနံဟေတုပစ္စယနာပစ္စယောအေးအဲ့ဒါပစ္စယနေဒီတာလို့သူကသုံးခုခွဲတယ်ဘုရားကဟေတုဆိုတာကတ္တာနော်ကတ္တာဟေချောင်းပါတရားတို့သည်တို့သည်လို့ဆိုတာဟေတုနမယုတ်တကနံဓမ္မာနံ ဟိနဲ့ရှင်နဲ့တဟိစေစေတသိတရားတို့အား၎င်းဒါကသံဗရာတန်တမုဋ္ဌာနာနိဇာရူပနာထိုကြောင့်ဖြစ်ပေါ်လာတဲ့စေတသာယုတ်ပဋိသန္နိကမ္မဇာယုတ်တရားတို့အား၎င်းဒါကသံဗရာအဲကတ္တာသံဗရာဟေတုပစ္စယနာအမြင့်ဟူသောတတ္တိဖြင့်ဒါကရာတတ္တိဖြင့်နော် ကတ္တာသံဗရံကရိုင်းပစ္စည်းတိုင်းပစ္စည်းတိုင်းအဲ့လို30 30ဖရာဟောပါတယ်နော်ဟေးကတ္တာပထမဥစ္စာကပစ္စည်းတရားဟေတုဆိုတဲ့ကတ္တာကပစ္စည်းတရားဟေတုနာမယုတ်တကနံဓမ္မနံတ